မော်လမြိုင်မြို့မှာအလားပြုပြင်ရေးလုပ်ငန်းလုပ်ကင်သူ3ဦးတနက်နေ့ပြစ်ခတ်ခံရပြီးနှစ်ဦးတင်ဆောင်ကတဦးထင်ရရရှိခဲ့တဲ့တဲ့စန္ဒရီကနေစက်တမလာအထိတိုင်းဒေသကြီးပြည်နယ်တွေနဲ့ရန်ကုန်မင်းကြီးအမြန်လမ်းမကြီးတွေမှာရေတိုက်မှုစုစုပေါင်း2390မှုဖြစ်ပွားပြီး1228ဦးသေဆုံးခဲ့တဲ့တဲ့တောင်အာဖရိကမှာပြုလုပ်မဲ့ G20 အစည်းအဝေးကိုအမေရိကန်ရာရှိတွေတက်ရောက်မှာမဟုတ်ဘူးလို့ထရန့်ပြောကြားတဲ့တဲ့ ရာဇင်းနိုင်ငံတောင်ပိုင်းမှာလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်လူ6ဦးသေဆုံးခဲ့တဲ့သတင်းနဲ့အမ်မိုမိုကိုအာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက်အက်စတန်ဗီလာနဲ့ပွဲပြီးမှဆေလွတ်ဖို့မယူအသိလိုလားနေတယ်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဦးဆောင်သတင်းတစ်ပုဒ်အနေနဲ့ဗော်လီမြိုင်မြို့မှာအလားပြည့်ပြည့်လုပ်ငန်းလုပ်ကင်သူ3ဦးတနက်နေ့ပြစ်ခတ်ခံခဲ့ရပြီးနှစ်ဦးသေဆုံးကတဦးထဏ်ရာရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မော်လမြိုင်မြို့မဟာမြိုင်ရက်မှာအလားပြုပြင်လုပ်ငန်းလုံခြုံသူ3ဦးတနက်နေ့ပြစ်ခတ်ခံရပြီးနှစ်ဦးသေဆုံးက2ဦးထဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေနဲ့လုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတွေထံကသိရပါဗျ။နိုဝင်ဘာ9ရက်ည10:00နာရီခွဲခန့်ကမော်လမြိုင်မြို့မြင်းနီကုန်းရက်ကွက် မြို့ဆောင်လမ်းနဲ့မဟာမြိုင်ရက်ကိုလန်းထိပ်မှာဖွင့်လှစ်ထားတဲ့ မြင်းသူလန်းစပင်မိတ်ကတ်ဆိုင်ရှေးဘက်ကနေတနက်ပြစ်ခတ်တံတွေကြားခဲ့ရကြောင်းရက်ွက်နေသူတို့ကဆိုပါတယ်။၎င်းကဆက်လက်ပြီးပြစ်ခတ်တံတွေကြားပြီး15မိနစ်လောက်ကြာတော့ရက်ွက်နေသူတွေထွက်ကြည့်တော့မှမြင်းသူလန်းစပင်မိတ်ကတ်ဆိုင်ရှေးမှာကအဲ့ဒီဆိုင်ကအလှပြုပြည်လုပ်ငန်းလုပ်ကိုင်တဲ့တင်ကိုကိုဦးဆိုသူကိုတနက်တရားနဲ့လဲကျတည်ဆုံနေတာကိုမြင်ရတယ်။အဲ့ဒီပြင်ကိုမြင်သူလန်းစပင်မိတ်ကတ်ဆိုင်အနောက်ဖက်အိမ်နဲ့အိမ်ချောင်းမှာလဲတနက်တရားနဲ့လဲကျတည်ဆုံနေသူတို့အုပ်ကိုတွေ့ရတယ်။ နောက်ပြီးမဟာမြိုင်လေးလန်းထဲမှာရှိတဲ့နေအိမ်နှလုံးကြားထဲမှာလည်းတနက်တရားရထားသူတို့ကိုထတ်တွေ့ကြတယ်။သူတို့နှုတ်ကတင်ကိုကိုဦးရဲ့ငွေချင်းတွေလို့သိရပါတယ်။ LGBT တွေလို့လည်းသိရပါတယ်လို့ပြောပါတယ်။တနက်တရားရရှိထားသူတွေကိုလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့ကမော်လမြိုင်စေယုံကြီးကိုတင်ပို့ပေးခဲ့တယ်လို့၎င်းကအဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာကတန်းတဲ့တရားရရှိခဲ့သူကိုစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ရာတန်းတဲ့နဲ့ပြစ်ခတ်ခံရပြီးတည်ဆုံခဲ့သူတွေဟာမြေနီကုန်းရက်ကွက်မဟာမြိုင်ကိုလန်းမာနေထိုင်တဲ့38နှစ်အရွယ်တင်ကိုကိုဦးနဲ့ကြိုင်မယောမြို့နယ်ရေရင်းကုန်းကျေးရွာနေမမတ်အာယွန်ခေါ်မန်းနီတို့ဖြစ်ကြပြီး တနက်ထင်အားရရှိခဲ့သူဟာကြယ်မြုံမြို့နယ်ရေရင်းကုန်းကျေးရွာနေ32နှစ်အရွယ်ဇွဲဝင်ရထက်ဆိုသူဖြစ်ကြောင်းနဲ့၎င်းတို့ဟာအလားပြုပြင်လုပ်ငန်းလုပ်ကင်ကြတဲ့တငယ်ချင်းတွေဖြစ်ပြီး LGBT တွေဖြစ်တယ်လို့သိရကြောင်းလုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတို့ကဆိုပါတယ်။၎င်းကဆက်လက်ပြီးသူတို့သုံးကမော်လမြိုင်မြို့လှိုင်းရက်ကွက်ဘဲကုန်းရက်မှာရှိတဲ့ပွဲစည်းရန်ကနေမြင်းသူလန်းစပင်နဲ့မိကပ်အလားပြင်ဆိုင်ကိုပြန်လာတဲ့အချိန်လမ်းမှာသူ့နောက်ကိုလူနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်တစ်စီးလိုက်လာတဲ့ အလားပြင်ဆိုင်ရှိရောက်လို့ဆိုင်ကယ်ရဲလိုက်တဲ့အချိန်မှာနောက်ကလိမ့်လာတဲ့ဆိုင်ကယ်ကသူတို့အနားရောက်လာပြီးတနက်သမားတယောက်ကတနက်နဲ့လေးချက်လောက်ပြစ်တယ်တင်ကိုကိုဦးမှာဘယ်ဘက်ခန်းဆောင်မှာကြည်ဖောင်းဝင်တရားတစ်ချက်ရပြီးဆိုင်ကယ်ပေါ်ကကြာပြီးတော့အခင်းဖြစ်တဲ့နေရာမှာပဲတည်ဆုံခဲ့တယ်မမက်အယွန်ခေါ်မန်နီကဆိုင်ကယ်ပေါ်ကအစင်းပြီးထွက်ပြေးပေမဲ့သူ့မှာလည်းခန်းဆောင်မှာကြည်ဖောင်းဝင်တရားရရှိခဲ့ပြီးတော့နေအိမ်နှလုံးသားမှာတည်ဆုံနေခဲ့တာပါဆွေးဝင်ရထမှာလည်းကြည်ဖောင်းဝင်တရားတစ်ချက်ရရှိထားတယ်လို့သိရပါတယ်လို့ပြောပါတယ် အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာတင်ကိုကိုဦးရဲ့အလောင်းအနည်းမှာ 9mm blue ကကြီကွန်၄ခုကို တွေ့ရှိခဲ့ရပြီးအလောင်းပြင်ဆိုင်ရှိလမ်းဘေးပလက်ဖောင်းအုတ်ခေါ်အနည်းမှာ 9mm ကြီထိပ်ဖို့တစ်ခုကိုတွေ့ရှိခဲ့ကြောင်းနဲ့၎င်းတို့သုံးစီးနှင်းထားတဲ့ဆိုင်ငယ်တစည်းကိုလည်းရင်းလျက်အနေထားနဲ့တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ဖြစ်စဉ်ကကျွလွန်သူတွေကိုဖမ်းဆီးရမိနိုင်ဖို့တပ်ဆိုင်ရာကပိတ်ဆို့ရှောက်ဖွေစစ်ဆေးတာ CCTV control room ကနေမှတ်တမ်းတွေကိုလိုက်လံစစ်ဆေးနေတယ်လို့သိရပါတယ်။ ဇန်နဝါရီကနေစက်တဘာအထိတိုင်းဒေသကြီးပြည်နယ်တွေနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာရှင်တိုင်းမှုစုစုပေါင်း2390မုဖြစ်ပွားပြီး1228ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်2025ခုနှစ်ဇန်နဝါရီလကနေစက်တဘာလအထိတိုင်းဒေသကြီးပြည်နယ်တွေနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတွေမှာရှင်တိုင်းမှုစုစုပေါင်း2390ဖြစ်ပွားပြီး1228ဦးသေဆုံးက3368ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကုန်လန်ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီကာလအတွင်းနေပြည်တော်မှာယင်တိုက်မှု80ဖြစ်ပွားခဲ့ပြီး68ဦးသေဆုံးက98ဦးဒဏ်ရာရရှိခဲ့ကြောင်းကချင်ပြည်နယ်မှာယင်တိုက်မှု36ဦးသေဆုံးသူ32ဦးနဲ့ဒဏ်ရာရရှိသူ26ဦးရှိခဲ့ကြောင်း ကရင်ပြည်နယ်မှာရင်တိုက်မှု33မှုဖြစ်ပွားပြီးသေဆုံးသူ24ဦးနဲ့ဒဏ်ရာရရှိသူ32ဦးရှိကြောင်းစကိုင်းတိုင်းဒေသကြီးမှာရင်တိုက်မှု40သေဆုံးသူ25ဦးဒဏ်ရာရရှိသူ90တနင်္သာရီတိုင်းဒေသကြီးမှာရင်တိုက်မှု62မှုသေဆုံးသူ32ဦးနဲ့ဒဏ်ရာရသူ86ဦးရှိခဲ့ပါတယ်အလားတူပဲခူးတိုင်းဒေသကြီးမှာရှင်တိုင်းမှု328မို့သေဆုံးသူ148ဦးဒဏ်ရာရသူ454ဦးမကွေးတိုင်းဒေသကြီးမှာရင်တိုင်းမှု68မို့ တေဆုံးသူ36ဦးနဲ့ဒဏ်ရာရရှိသူ169ဦးမန္တလေးတိုင်းဒေသကြီးမှာရင်တိုင်းမှု266မို့တေဆုံးသူ169ဦးနဲ့ဒဏ်ရာရရှိသူ325ဦးရှိခဲ့ပါတယ်။မော်ပြည်နယ်မှာရင်တိုင်းမှု186မို့တေဆုံးသူ66ဦးနဲ့ဒဏ်ရာရရှိသူ280ရခိုင်ပြည်နယ်မှာရင်တိုင်းမှု6မို့တေဆုံးသူ4ဦးနဲ့ဒဏ်ရာရရှိသူ4ဦးရှိကြောင်းရန်ကုန်တိုင်းဒေသကြီးမှာရင်တိုင်းမှု966မှုတေဆုံးသူ269ဦးနဲ့ဒဏ်ရာရရှိသူ989ဦးရှိကြောင်း ရှမ်းပြည်နယ်မှာရင်တိုင်းမှု232မှုသေဆုံးသူ159နဲ့ထရရရှိသူ410ရှိကြောင်း AR တိုင်းဒေသကြီးမှာရင်တိုင်းမှု358မှုသေဆုံးသူ155ဦးနဲ့ထရရရှိသူ982ဦးအမြန်လမ်းမှာရင်တိုင်းမှု136မှု တေဆုံးသူ44ဦးနဲ့တရားရရှိသူ262ဦး၊ကယားပြည်နယ်မှာရင်တိုက်မှု3ခုတေဆုံးသူ1ဦး၊တရားရရှိသူ2ဦး၊ချင်းပြည်နယ်မှာရင်တိုက်မှု1ခုတေဆုံးသူ2ဦးရှိခဲ့ပါတယ်။ဒီကာလတွေအတွင်းရန်ကုန်တိုင်းဒေသကြီးမှာရင်တိုက်မှုအများဆုံးဖြစ်ပွားပြီးလူသေဆုံးမှုလည်းအများဆုံးဖြစ်ခဲ့ပါတယ်။တောင်အာဖရိကမှာပြုလုပ်မဲ့ G20 အစည်းအဝေးကိုအမေရိကန်အရာရှိတွေတက်ရောက်မှာမဟုတ်ဘူးလို့ထရန့်ပြောကြားခဲ့တဲ့နိုင်ငံတကာသတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ တောင်အာဖရိကမှာပြုလုပ်မဲ့စက်မှုထိပ်သီးနိုင်ငံ20 G20 အစည်းအဝေးကိုအမေရိကန်အရာရှိတွေတက်ရောက်မှာမဟုတ်ဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။အမေရိကန်ဒုသမ္မတ JD Vance ဟာအခုလကုန်ပိုင်းမှာ၎င်းကိုစားတောင်အာဖရိကကိုသွားရောက်လိမ့်မှာဖြစ်ပေမဲ့အမေရိကန်ကိုယ်စားလှယ်တွေဟာ G20 အစည်းအဝေးကိုတက်ရောက်မှာမဟုတ်ဘူးလို့ Trump ကဆိုပါတယ်။ တောင်အာဖရိကမှာလူဖြူအာဖရိကန်တွေတပ်ဖြတ်ခံနေရတဲ့ပြောကြားချက်တွေထွက်ပေါ်နေချိန်မှာထရမ့်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ဂျီတွန်နီအစည်းအဝေးကိုတောင်အာဖရိကမှာကျင်းပတာကကြက်တရေကင်းပေပါတယ်လူအခွင့်အရေးတွေဆက်ပြီးချိုးဖောက်ခံရသမျှကာလပတ်လုံးအမေရိကန်အစိုးရအရာရှိတွေကအဲ့ဒီအစည်းအဝေးကိုတက်မှာမဟုတ်ပါဘူးလို့ထရမ့်ကပြောပါတယ်တောင်အာဖရိကမှာပထမဆုံးစတင်နေထိုင်တဲ့ဥရောပတိုက်သားတွေကဆင်းသက်လာတဲ့ဒီအာဖရိကန်တွေဟာ၎င်းတို့ရဲ့မြေတွေနဲ့လေယာဉ်တွေတရားမဝင်သိမ်းယူခံရပြီးတပ်ဖြတ်ခံရကြောင်းထရမ့်ကပြောကြားခဲ့ပါတယ် ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ၄၀နှစ်မောင်းတိုက်ခတ်မှုကြောင့်လူ၆ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးတော့မှာပါ။ဘရာဇီးနိုင်ငံတောင်ပိုင်းကမြို့တစ်မြို့မှာ၄၀နှစ်မောင်းတိုက်ခတ်မှုကြောင့်လူ၆ဦးထဏ်မင်းတွေသေဆုံးပြီးလူ950နီးပါးထဏ်ရာရရှိခဲ့တယ်လို့အာဏာပိုင်တွေကနိုဝင်ဘာ၈ရက်ကပြောကြားခဲ့ပါတယ်။ပါရနာပြည်နယ်မှာရှိတဲ့လူ14000နေထိုင်တဲ့ရီယိုပိုနီတိုတိုအိုင်ဂိုရာကိုမြို့မှာနိုဝင်ဘာ9ရက်က၄၀နှစ်မောင်းကြောင့်ကားတွေဟာအယုတ်တွေလိုလှုပ်ခါခဲ့ပြီး အဆောက်အအုံတချို့ပြက်စီးခဲ့ပါတယ်။လေစင်နမောင်းဟာမိနစ်ပိုင်းသာကြာမြင့်ခဲ့ပေမဲ့လေတိုက်နှုန်းဟာတနအီကော250ကီလိုမီတာ155မိုင်နှုန်းအထိရှိရလို့သိရပါဗျ။နိုဝင်ဘာ10ရက်ကထိမ့်လက်နေတဲ့ဒေသခံတွေဟာနေအိမ်အပြည့်အစည်းတွေကိုပြန်လည်ပြုပြင်ခဲ့ကြပါဗျ။လေစင်နမောင်းတိုက်ခတ်ချိန်မြို့ပြမှာအလုံးလုံးကိုင်းနေတဲ့နေရူးစာဘာဒီနေကကျွန်တော်အိမ်ပြန်ရောက်ချိန်မှာအိမ်မိုးမရှိတော့ပါဘူး။ကျွန်တော်အိမ်ရမယ့်ဖြစ်နေပြီးပြန်ဆောက်ဖို့အချိန်တခုယူရပါတော့မယ်လို့ဆိုပါဗျ။မြို့ရဲ့90ရာခိုင်နှုန်းပျက်စီးခဲ့ကြောင်းအာနာဝိုင်တွေကဆိုပါဗျ။ အရာအလုံးပျက်စီးသွားပါတယ်မြို့ရောအိမ်တွေရောကျောင်းတွေရောပျက်စီးခဲ့တာပါလို့ Rose လိုက်တဲ့ကန်တွန်ကအပြက်အစည်းပုံရှေ့မှာရက်ပြီးပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့အမ်မိုမိုကိုအာဖရိကနိုင်ငံများဖလားပြန်ပွဲအတွက်အက်စတွန်ဗီလာနဲ့ပွဲပြီးမှဆင်လွတ်ဖို့မန်ယူအသင်းလိုလားနေတယ်ဆိုတဲ့အကစားသတင်းကိုတင်ဆက်ပေးမှာပါ။မန်ယူအသင်းဟာကင်မရွန်တိုက်စစ်မှုအမ်မိုမိုကိုအာဖရိကနိုင်ငံများဖလားပြန်ပွဲအတွက် အက်စတိုမီလာနဲ့ပွဲပြီးမှဆင်းလွတ်ပေးဖို့ကင်မရွန်ဘောလုံးအခွဲချုပ်ထံတောင်းဆိုပွဲရှိနေတယ်လို့သိရပါဗျ။2025အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကိုဒသမ21ရက်ကနေဇန်နဝါရီ18ရက်နေ့အထိကျင်းပသွားမှာဖြစ်ပေမဲ့ကင်မရွန်အသင်းကတော့အုပ်စုအဖွဲ့ပွဲကိုဒသမ24ရက်မှာမှရှင်ပြိုင်ကစားရမှာပါ။ဒါကြောင့်မန်ယူအသင်းကဒသမ21ရက်မှာရှင်ပြိုင်ရမယ့်အက်စတိုမီလာနဲ့ပွဲပြီးမှအမ်မိုမိုကိုကင်မရွန်အသင်းစီဆင်းလွတ်ပေးဖို့ဆန္ဒရှိနေတာဖြစ်တယ်လို့သိရပါဗျ။ ဒီနေ့မှမှ Brandfo ကနေမန်ယူအသင်းကိုပေါင်တန်း80ဝန်းကျင်နဲ့ရောက်ရှိလာခဲ့တဲ့အန်ဘိုမိုဟာလက်ရှိအချိန်မှာမန်ယူအသင်းရဲ့တိုက်စစ်ကိုအဓိကဦးဆောင်နေပြီးနောက်ဆုံး၄ပွဲမှာ၄ဂိုးသွင်းယူထားပါတယ်။ဒါကြောင့်မန်ယူနီးပြအဝရန်ကအန်ဘိုမိုကိုတက်နိုင်သလောက်မန်ယူအသင်းမှာအသုံးပြုနိုင်ဖို့ဆန္ဒရှိနေတာဖြစ်ပြီးမန်ယူအသင်းတောင်းရရှိသူတွေဟာကင်မရွန်ဘောလုံးအဖွဲ့ချုပ်နဲ့ညှိနှိုင်းတောင်းဆိုသွားဖို့စီစဉ်နေရလို့သိရပါတယ်။မန်ယူအသင်းဟာအန်ဘိုမိုကိုအာဖရိကနိုင်ငံများဖလားကျင်းပမဲ့ကာလအတိုင်းသာလက်လွတ်ရမယ်ဆိုပါက ပွဲပေါင်း6ပွဲလောက်အထိအသုံးပြုနိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။နဝင်ဘာ17ရက်နေ့မနက်ခင်းသတင်းတွေကိုထရဲထုံးလေးတင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။ညနေ၄နာရီမှလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။တာရရတဲ့နေ့ရက်လေးဖြစ်ပါစေ။